AA ရဲ့ sniper လက်ချက်ကြောင့်ဗျူဟာမူနောက်တည်ဆုံတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်။ရခိုင်ပြည်နယ်ကြော့ဖြူမြို့နယ်ကစစ်ကောင်စီရဲ့နှစ်ဖက်တောင်ကာကင်စခန်းကို AA ခတ်တက်တော် AA ကတင်ပိုက်လိုက်ပြီလို့သိရပါတယ်။ကြော့ဖြူအခြေဆိုင်အမှတ်32ရက်တဲ့ရင်ရှေတန်းကာကင်စခန်းဖြစ်တဲ့နှစ်ဖက်တောင်စခန်းကို AA ခတ်တက်တော်ကမေ26ရက်နေ့မှာစတင်ထုတ်ဆက်စင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက်ကလေကြောင်းရေကြောင်းလက်နေကြီးဖြစ်ကူတွေပေးနေတဲ့ကြားကမေလ29ရက်နေ့မှာတင်ပိုက်နိုင်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ စက်ကောင်စီရဲ့ကာကင်စကန်ဖြစ်တဲ့နှစ်ဖက်တောင်ကာကင်စကန်ကိုအာရခတက်တော်ကဒီရဲ့ပိုင်းမှာတင်ပိုက်နိုင်ခဲ့တာရှိတယ်။ဒီကတော့စက်ကောင်စီလေကြောင်းရေကြောင်းနဲ့လက်နက်ကြီးပစ်ကူတွေပေးနေတဲ့ကြားကနေစက်ကောင်စီတပ်သားတွေဟာအေအေရဲ့ထိုးစစ်ကိုခုခံနိုင်တာမျိုးမရှိဘဲနှစ်ဖက်တောင်ကာကင်စကန်ကိုလက်လွတ်လိုက်ရတာပါ။တချို့ကတော့32ရက်တက်ရင်ပတ်ဆုတ်ပြေးသွားကြတာလည်းရှိတယ်။လက်ရှိမှာအမတ်စဉ်32ရက်တက်ရင်ရဲ့ဝင်ပေါက်ဖြစ်တဲ့ Joystick ခြေရောမှာ နှစ်ပတ်တိုက်ပွဲတွေဖြစ်ပွားနေကြပြီးစက်ကောင်စီဘက်ကလည်းလက်နက်ကြီးပစ်ကူပေးနေတယ်လို့သိရပါတယ်။ဒါပြင်မေလ25ရက်နေ့ကလည်းကြောက်ဖြူမြို့နယ်မှာအင်အားဖြည့်တင်းထားတဲ့စက်ကောင်စီရဲ့တပ်မဆက်တကပြူဟာမှုဗမှုချုပ်ကျော်မျိုးအောင်အပါဝင်ခမရ943ကဗိုလ်ကြီးတယောက်နဲ့တပ်ဖွဲ့ဝင်3ယောက်ကိုလည်းအာရခတပ်တော်ရဲ့စနိုက်ပါထိပြီးတေဆုံးခဲ့ရတာလို့စက်ကောင်စီနဲ့နှိဆက်သူတွေကပြောပါတယ်။ကြောက်ဖြူမှာပြူဟာမှုအဆင့်ဗမှုချုပ်တဦးနဲ့ဗိုလ်ကြီးတဦးနောက်ထပ်တပ်ဖွဲ့ဝင်3ဦးကြားတယ်ဆိုတာဟုတ်တယ်။အဓိကကတော့ AA စနိုက်ပါပြစ်ခံရပြီးတေသွားတာလို့သိရပါတယ်။ကြေ ောက်ဖြူစနစ်ပြည်မှာတော့စက်တပ်ဘက်ကနောက်ဆုတ်ပေးရတဲ့သဘောမှရှိရလို့ပြောလာပါတယ်။လက်ရှိတိုက်ပွဲမျိုးအနည်းကိုရောက်လာတဲ့အတွက်ကြောက်ဖြူမျိုးပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့ဝန်ထမ်းတချို့လည်းဒီမဘက်ကိုရွှေ့ပြောင်းနေကြရပြီလို့သိရပါတယ်။ကြောက်ဖြူမျိုးမှာ RK တက်တော်က Revive လာခဲ့တဲ့တိုက်ပွဲစတင်ဖော်ဆောင်ခဲ့ရဖြစ်ပြီးလက်ရှိမှာ OGD တရုတ်တန်းဝင်ဖြန့်ချီရေးစက်ရုံနာတီရောက်ရှိလာတာတရုတ်ဝန်ထမ်းချို့လည်းစုတ်ခွာနေပြီလို့သိရပါတယ်။